ပြည်ပရိုက်ခတ်မှုများမှာကာကွယ်ရန်မယင်မက်ဆီကိုအစီအစဉ်ပြန်လည်အသက်သွင်းဖို့မက်ဆီကိုစီစဉ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက္ကဆီကိုနိုင်ငံကဆယ်စုနှစ်သွေးတိုင်အောင်ကြာခဲ့ပြီဖြစ်တဲ့မိတ်အင်မက္ကဆီကိုစီလုံးရေးကိုပြန်လည်လှုပ်ဆောင်ဖို့တောင်းဆိုလိုက်ပြီးအမေရိကန်နဲ့ကုန်သွယ်ရေးပြဿနာအသင်းမှမှုများချာမှပြည်တွင်းထုတ်ကုန်များကိုအားပေးရန်သုံးစွဲသူများကိုတိုက်တွန်းဖို့ရည်ရွယ်နေပါထင် DS စီစဉ်ကို Federal ဆိုရနဲ့အတူဥဆောင်ကုမ္ပဏီများစတင်လိုက်တာဖြစ်ပြီးအရေးအသွေးနဲ့နိုင်ငံကုန်ဆောင်သဘောတရားထိမိတ်အင်မက္ကဆီကိုတုံးယောင်ချဲလိုကိုအောက်မှတင်သွင်းဖို့ကုန်ပစ္စည်းထုတ် လုပ်သူများကိုဖိတ်ခေါ်လိုက်ပါသည်ဒီအမှတ်တစိဟောင်းမကြာခင်မှာတင်းနန်တွေကဆားလို့တရက်စစ်ပစ္စည်းများအထိပစ္စည်းများအလုံးမှာမြင်းတွေရထောမယ်လို့အရာရှိများကဆိုပါထင်ရှင်တို့ရဲ့ထုတ်ကုန်ပစ္စည်းတွေပြည်တွင်းမှာချဲ့ထွင်ရုံမကပြပအထိမှာပြပြချင်းရောက်ရှိနိုင်ခြေရှိချောင်းမစီကိုဝိုင်းထုတ်လို့ရေးကောင်းစီမှဥက္ကဋ္ဌဆိုလိုမိုအပီဒရော့ရိုဘတ်ကပြောပါထင် မိတ်အင်မက္ကဆီကိုသစိတ်ပါရှင်မက္ကဆီကိုနိုင်ငံအတွင်းကွဲပြားထွက်ရှိစေမှဖြစ်ပြီးသုံးဆွဲသူများပြားလာမှဖြစ်တယ်လို့ဆိုပါတယ်။တမရကရိုဒီယာရှိန်ဘန်ကမျိုးချစ်စိတ်ဓာတ်တွေကိုတမင်လောက်ယူနေတဲ့ခေါင်းဆောင်တွေထဲကတအုပ်ဖြစ်လို့စီးပွားရေးပညာရှင်များထောက်ပြနေပေမဲ့အမေရိကကုန်သွယ်ရေးအခွန်စည်းကမ်းမှုအနေရတွေကြောင့်သဘောထားပြောင်းလဲလာနိုင်ကြောင်းလဲဆိုပါတယ်။ မိရင်မက္ဆီကိုစီလုံရှိကနေတင်သွင်းပစ္စည်းနေရာတွေမှာပြည်တွင်းထုတ်ပစ္စည်းတွေနဲ့စားထိုးဖို့ရည်ရွယ်ထားပါထင်။ကုန်ကြစရိတ်သက်သာစွာဖြင့်ရှိပြီးသားပို့ဆောင်ရေးတွေအသုံးပြုနိုင်ပါထင်လို့မက္ဆီကို CTCIT တက္ကသိုလ်မှအထောက်ဖိုလာဘော်ဒီကာရင်ကိုကပြောပါထင်။ DNC စီစဉ်ဖြစ်တိုင်းပြည်ရဲ့ထောက်ပံ့ခွင့်ဆန်းတဲ့ပြင်ပရိုက်ခတ်မှုတွေကို ကောက်ွယ်နိုင်ဖို့မစီကိုအရာရှိများနဲ့စီးပွားရေးခေါင်းဆောင်များပြောလည်နေကြပါတယ်လို့သိရပါတယ်ရှင်။